ုံးမမင်္ဂလာပါ။အဲကျွန်တော်တို့ဒီတစ်ခေါက်ကတော့ထိုင်းနိုင်ငံကိုသွားမှာပါ။အရင်တစ်ခေါက်တည်းနဲ့မတူဘူးဒီတစ်ခေါက်သွားမှာက Thailand Privilege Card ကိုသုံးပြီးတော့ Luxury Sunset သွားမှာပါ။ Thailand Privilege Card ကိုပထမဆုံးသုံးပြီးတော့မှသွားမှာဆိုတော့ဘာကြီးကြုံတွေ့ရမလဲဆိုတာကိုကျွန်တော်လည်းမသိသေးဘူးပေါ့နော်။အဲဒီ experience တွေကိုသိချင်ဒီ vlog လေးနဲ့ like ခဲ့ပါ။ Let's Thailand Privilege Card ဆိုတာက Tourism Authority of Thailand နဲ့ပြီးတော့စီစဉ်ထားတဲ့ membership program ပေါ့နော်။အော်သူ့စီမှာ member ဖြစ်ရုံနဲ့၅နှစ်ကနေပြီးတော့20 plus plus ရာအထိဟို long stay နေခွင့်ရှိရတယ်။ Thailand Privilege Card နဲ့ထိုင်းနိုင်ငံမှာနေမယ်ဆိုလို့ရှိရင်တခြား visa တွေလိုမျိုးပေါ့နော်။ရက်ပြည့်သွားလို့နိုင်ငံအပြင်ကိုပြန်ထွက်ပြရတာတို့အဲကိုကအပြင်ထွက်လို့ရှိရင် re-entry တုံးထုရတာတို့အဲ့ဒါတွေဘာမှလုပ်စရာမလိုဘူး။တက်တန်းကုန်သွားလို့ရှိရင်လည်း unlimited ပေါ့နော်။စိတ်ကြိုက်တက်တန်းတိုးခွင့်ရှိတယ်။အဲ့တော့ဒီမှာမှာရှိကထိုင်းနိုင်ငံမှာနေဖို့ ဗီဇာတစ်ခုပဲလားနေထိုင်ခွင့်တစ်ခုပဲရရလားဆိုလည်းမဟုတ်ပြအောင်သူနဲ့တွဲပါတဲ့ဟိုတုံးလို့ရတဲ့ benefit တွေကလည်းအများကြီးပါတယ်အဲ့တော့ရီတို့ကလည်းအခုမှဒါ first time ပေါ့နော်ဒီကက်နဲ့ခိုင်းကိုစသွားကြည့်မှာပေါ့လေအဲ့တော့စပြီးတော့ရင်ခုန်နေပါပြီသူ့ရဲ့ benefit တွေကိုဘယ်လိုကြုံရမလဲမသိဘူးပေါ့နော်အဲအခုဆိုလို့ရှိရင်တော့ထိုင်းလေးစိတ်ကိုရောက်ပြီးတော့နော်အော်ထားလားပလေးကကပြောတာကတော့အခုဒီတာမနဲ့ထိမှကျွန်တော်တို့အတွက်ကတော့တို့ရဲ့ PP personal assistant ကလာစောင့်နေတယ်ပေါ့နော် အဲ့တော့တို့လာစောင့်နေစောင့်နေကြည့်အောင်အရင်တော့ဆိုတော့ယူတော့လေစိတ်ရောက်ပြီဆိုလို့ရှိရင် immigration မှာကြာရင်တန်းစီရတယ်ဟာအထုတ်ကပဲမာရွေးရမှာလဲအထုတ်ရွေးဖို့စောင့်ရတယ်ပြီးလို့ရှိရင်အပြင်ရောက်ပြီဆိုလို့ရှိရင်လည်းတက်ဆီစီးမြဲဆိုလို့ရှိရင်လည်းတက်ဆီစတန်မှာဗတ်တန်းစီရတယ်ဒီကောင်ပြောဆိုလို့ရှိရင်အမြဲတမ်းကစီးရလေးတက်ရပါစီဒါကြပြီးတော့ bus car မှာစီးလို့ရဒီတစ်ခါကတော့ယောက်ျားတစ်ယောက်ထပ်ပဲ bus car နဲ့သွားမှာပါကိုကတော့ဒီကလာခေါ်တဲ့ VIP စာပြင်းနဲ့ဟာလဲလို့မရဘူးလားမရအောင်တယောက်ထပ်ပဲ ကတ်ရဲ့အာတာချက်အာတာချက်တစ်ခုကိုပထမအဦးဆုံးခံစားရတဲ့အချိန်ပေါ့နော်နောက်ထပ်တော့ဘာလာအောင်လည်းမသိဘူးပုံမှန်ဆိုလို့ရှိရင်တော့ဒီတော့ဒီရနေပြီးတော့ immigration ကိုသွားပြီးတော့တန်းစီရမှာပေါ့နော်အခုတော့ဒီတော့ဒီ immigration ကြီးကိုဘက်ဘက်လောက်လိုက်ပါပြီ အင်မီဂရေးရှင်းနေပြီးတော့မာထွက်လာပြီးတော့เนาะအစဆုံးကိုတမနစ်ပဲကြာတယ်ကွယ်ဝင်လာတယ်တမ်းပြီးတော့မာဘုံဘုံဘုံဆိုပြန်ထွက်လာတယ်ဒီဘက်ထွက်လာပြီဆိုတော့ねသူတို့ဒီ elite personal assistant ကနေပေါ့မာချိုပြီးတမ်းပြန်ပြီးစောင့်နေအခုအဲ့ရွေးဖို့အတွက်ကို baggage dash ပေးလိုက်အောင်ပဲကျွန်တော်တို့က launch မှာ AAC ကိုအောင်စောင့်နေရုံပဲအဲ့ဒါ have a hot cappuccino yes ဒီတော့အခုလာတဲ့ဒီ TPC လို့ခေါ်တဲ့ Thailand privilege cup ပေါ့နော် ဒီကက်ကို membership ရဖို့အတွက်လျှောက်ရတာအရန်ကိုလွယ်တယ်။လိုအပ်ချက်ကတော့၃ခုပဲရှိတယ်။အဲ့ဒါကကိုယ့်ရဲ့ passport ပုံရဲ့၆လတက်တန်းရှိတဲ့ passport ရဲ့နောက်တစ်ခုကတော့ပတ်စံရဲ့အဲ့၃ခုရှိပြီဆိုလို့ရှိရင်တို့စီက form ကိုဖြည့်ပြီးရင် form တင်လိုက်ပြီးတော့နှစ်လနေလို့ရှိရင်ဒီကက်က approve ဖြစ်တယ်။ approve ဖြစ်ပြီဆိုလို့ရှိရင်ကိုယ့်စီကို email လာတယ်။ အဲ့လို email လာတဲ့အချိန်ကျတော့မှကိုကငွေစသွင်းရတယ်ပေါ့နော်အဲ့တော့ငွေသွင်းပြီးတော့တပတ်ကြာပြီဆိုတာနဲ့ဒီကတ်ကစပြီးတော့အသုံးပြုလို့ရပြီ activate ဖြစ်သွားပြီပတ်စံသွင်းရတာလည်းအရန်လွယ်တယ်ဘန်ထရန်စဖာရှိတယ် credit card ရှိတယ် alipay union pay qr pay ကြိုက်တာနဲ့သွင်းလို့ရတယ်အဲပတ်စံသွင်းပြီးဆိုလို့ရှိရင်လည်းကိုကဒီ visa ကတ်ဖို့အတွက်ကိုတန်ရုံးကိုတကူးတကသွားနေကြမလို့ကွာအာဒီ passport ကိုယူပြီးတော့မှအာထိုင်းနိုင်ငံကိုထွက်လာလိုက်အောင်ပဲအဲလေဆေးရောက်တော့မှ Thailand privilege ကြိုက်ရဲ counter ကိုသွားပြီးတော့မှ visa ကတ်ပြီးလို့ရှိရင်ထိုင်းနိုင်ငံနဲ့ င်ပြီးတော့မှကိုနေချင်းတဲ့ lounge ကိုစနေလို့ရပြီသူစီမှာဆိုလို့ရှိရင် membership က5မျိုးရှိတယ် entry level bronze card ဆိုလို့ရှိရင်ကွာသူက5နှစ်နေလို့ရတယ်အဲပြီးလို့ရှိရင် gold card ဆိုတာရှိတယ် gold card ကတော့5နှစ်ပဲဒါပေမဲ့သူက member point နေအခွင့်အရေးပို့ွားတာပေါ့နော်ပြီးလို့ရှိရင် platinum card ဆိုလို့ရှိရင်10နှစ်နေလို့ရတယ် diamond ဆို15နှစ်နဲ့နောက်ဆုံးအမြင့်ဆုံး reserve ဆိုလို့ရှိရင် 20+ plus plus တရားထိကိုနေလို့ရတယ် โอเค กูဆိုလို့ရှင်ယူတော့อ่าဟိုဘက်မှာရှိနေတဲ့လူတွေဘလို့เนาะအုပ်စုလိုက်ကြီးဟိုလိုမျိုးတိုးနေကြလည်းမလို့ဘူးကိုအိတ်ကိုစောင့်နေကြလည်းမလို့ဘူးပေါ့เนาะသူတို့ယူလာပြီးအိတ်ကဆိုတော့ကော့ကော့လေးနဲ့ကြော့ကြော့ကလေးထွက်သွားရုံပါပဲအနားနေတဲ့အချိန်မှာကျွန်တော်ဖုန်းကတ်ဒီပိုင်းငွေဖြည့်ဖို့လို့အပြင်ထွက်လာတော့လေသူအပြင်ကနေစောင့်နေပြီးတော့မှာပေါ့เนาะ ာဘာလုံးမလို့လဲဘာလုံးလို့လဲဘာလုံးချင်လဲဆိုပြီးတော့မှဘေးနားနေလိုက်ပြီးတော့မှအဲဖုန်းကောင်တာတို့လိုက်ပြီးတော့မှပျော်ပြေးတယ်ပြီးလို့ရှင်ငွေထောက်အောင်မယ်ဆိုလို့ရှင် ATM ထိလိုက်ပို့ပြေးတယ်အကုန်လုံးပေါ့နော်အရေးကြီးကြီးကြီးနဲ့စောင့်နေရမိမထက်တော်ကိုပို့ကူးဆိုင်တယ်ဟုတ်တယ်ရဲတော်တာနေ Thank you အခုဒါကြီးတော့ဒီ Thailand Privilege Card ကနေပြီးတော့ ီစဉ်ပေးတဲ့ကားနဲ့ဟိုတယ်ကိုသွားနေရပါတော့။ကားဆိုတာလည်းအလိုတမန်ကရှိုင်းကကားမျိုးမဟုတ်ဘူး။တကယ်ကို luxury ကား BMW နဲ့ line ပို့ပေးတာပါတော့။အမလေး so smart ပေါ့နော်။ AC ကိုကဒီမှာတထေးလို AC လိုက်သွားရုံပဲ။အရင်လိုရောက်ရက်တွေခတ်နေကြမလို့ပေါ့နော်။အာပို့ပြီးတော့ထူကြတာကယူတို့အခုဒီလေစိတ်ကနေပြီးလေဘောကနေခြေချတယ်ရတယ်။အခုချိန်နေယူတို့ယူလာတဲ့ service တွေအကုန်လုံးက ပတ်စံတပြားမှပေးစရာမလိုအကုန်လုံးကဒီ membership ဖြစ်ရုံနဲ့အကုန်လုံးကို free ရတာ free ခံစားခွင့်ရတာပေါ့နော်အဲ့တော့ညများလာလေးပိုတန်လေးပေါ့နော်တပတ်တပတ်လိုက်ကြတာတပတ်တစ်ခါလာရအောင်အခုကျွန်တော်တို့သွားတဲ့ဟိုတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီ Thailand Privilege Channel ရဲ့ Partner Hotel ဆိုလို့ရှိရင်ကျွန်တော်တို့က discount တွေအများကြီးရတယ်အတမလည်းပို့ရ အားပြုလို့ရှင်သွားခြင်းနဲ့ golf queen တွေရှိမယ်ဆရာကွာသူ့ရဲ့ privilege တွေကတော့အများကြီးမှအများကြီး Thailand privilege ကကွာတခြား visa တွေနဲ့လည်းမတူအခုနာမည်ကြီးနေ visa တွေမှာဆိုရှင် retirement visa ရှိမယ် destination Thailand visa မျိုးတွေရှိရတယ် အဲဥမာ retirement visa ဆိုလို့ရှိရင်ကျွန်တော်တို့ရေလျှောက်လို့လုံးဝမရဘူး။ဆိုတော့ तू ကအသက်50ကျော်မှရှောက်လို့ရတယ်။အာပြီးပြီဆိုလို့ရှိရင် तू ကနှစ်စဉ်ကောသွား renew ပြန်လုပ်ရတယ်။ renew လုပ်တိုင်းမှာဆိုလို့ရှိရင်လည်းစာရစာရနဲ့အကုန်လုံးပြန်ပြရတယ်။အဲ့ပြီး financial proof ပေါ့နော်။ဟောဘဏ်ထဲမှာ deposit ဘတ်၈သိန်းပြရတယ်။လာစဉ်ဘတ်6000ကျော်ဝင်ငွေရှိတဲ့အကြောင်းတွေပြရတယ်။ဒါတွေအကုန်လုံးငါ Thailand privilege card မှာလုံးဝမလိုတဲ့အပြင်ကော तू ကအမြင့်ဆုံး20 plus plus တရားအထိကို AC နေလို့ရတယ်။ဘာမှထပ်ပြီးအောင်မ renew လုပ်နေစရာမလိုဘူး။နောက်တစ်ချက်ကပေါ့နော် retirement ဗီဇာမှာဆိုလို့ရှိရင်ကိုကခြားနိုင်ငံကိုသွားလဲကျင်တာပဲဖြစ်ကိုနိုင်ငံကိုခဏပြောင်းကျင်တာပဲဖြစ်ဆိုလို့ရှိရင် re-entry တုံးသွားထုတ်ပါရေး၄၀ရောက်ပြီဆိုလို့ရှိရင် re-entry တုံးကလည်းတစ်ခါထုတ်တိုင်းတစ်ခါပတ်စံပေးရတာပေါ့နော်အဲ Thailand privilege ကမှကြတော့ကိုပါကိုဝင်ချင်းဝင်ထွက်ချင်းထွက်ဘာတုံးမှထုတ်နေစရာမလိုအရန်ကို smooth ဖြစ်တာ နောက်တစ်ခုကဒီ Thai မှာပေါ်ပြလာအရန်ဖြစ်တဲ့ visa မျိုးစားတစ်ခုရှိတယ်အဲ့ဒါ DDV ပေါ့နော် Destination Thailand visa လို့ခေါ်တယ်အဲ့ visa ကကြတော့ Thai မှာတက်တန်း9နှစ် နေလို့ရတယ်မင်းသူ့ရဲ့အားနည်းချက်တစ်ခုကသူက180ပဲဇက်တိုင်နေလို့ရတယ်အဲ့180ပြည့်ပြီဆိုလို့ရှိရင် Thai ကနေထွက်မလားတက်တန်းတိုးမလားတက်တန်းကလည်းတစ်နှစ်မှာတစ်ကြိမ်ပဲတိုးလို့ရတယ်ဆိုတော့အသေးချာပေါ့တစ်နှစ်တစ်ခါတော့ဒီနိုင်ငံကနေပြီးအပြင်ထွက်ပြရတာပေါ့နော်အဲ့တော့ထွက်ပြပြီဆိုလို့ရှိရင်လည်း Reentry တုံးကထူဖို့လိုလာပြီအဲ့တော့နောက်ထပ်တစ်ခုနဲ့ဆိုတော့ Deposit ဆိုလို့ရှိရင်လည်းဘဏ်ထဲမှာ Deposit ဘဏ်5သိန်းအဲ့လိုထားပြရ ာတယ်ပြီးရင်အလုံးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေအများကြီးလိုတယ်နောက်တို့ရဲ့ဒီ culture show တွေ activities တွေပေါ့အဲ့ဒါတွေကို6လတခါသွား join ပေးရတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးနည်းအလုံးရှုပ်တာလေးရှိတာပေါ့နော်အဲ့ဒီအချက်အချက်အချက်တွေအကုန်လုံးက Thailand privilege card မှာဘာဆိုဘာမှမလိုဘူးဒီ membership card ကလေးရှိုံနဲ့ခုညီတို့ဒီရဲ့ service တွေလည်းအကုန်ရမယ်။အာပြီးလို့ရှိရင် Thailand မှာလည်းလုံးဝလွတ်လွတ်လပ်လပ်စိတ်ကြိုက်ပေါ့နော်။ကိုရထားတဲ့ visa တက်တန်းအတွင်းမှာစိတ်ကြိုက်နေလို့ရတယ်။ ရန်ကုန်ကစထွက်လာတဲ့က Thailand privilege ကက် Thailand privilege ကက်တောက်လျှောက်ပြောလာတာပေါ့နော်ဒါပေမဲ့အားလုံးစိတ်ဝင်စားနေတာတော့ဈေးနှုန်းမှာဒီတို့အခုလာတာကတော့ဒီ membership ၅ခုရှိတဲ့တဲက entry level နဲ့လာပါပေါ့နော် brown scan နဲ့လာတာဒီ brown scan ကတစ်ယောက်ကိုဘတ် 6သိန်းခွဲပေးရပါတယ်။ထိုင်းမှာ9နှစ်နေထိုင်လို့ရတယ်။ဒီ bronze ကနေပြီးတော့တခြား level တွေကိုလည်း upgrade လုပ်လို့ရတယ်။အဲ့တော့6သိန်းခွဲရ9နှစ်နဲ့တွက်ကြည့်မယ်ဆိုလို့ကျွန်တော်ယူရိုတစ်လကိုဘတ်1000ကျော်ကျော်ကျတာပေါ့နော်။အဲ့တော့ဘလို့လူမျိုးတွေနဲ့တင့်တော်လဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေထိုင်းကိုခဏခဏလာတက်တဲ့လူတွေအတွက်ဆိုလို့ကျွန်တော်ဒီကတ်ကသုံးမှုအသင့်တော်ဆုံးပဲ။အာဒီ Thailand privilege ကတ်ကခုနပြောခဲ့တဲ့နေထိုင်မှုအပြင်ကိုအခြားအခွင့်အရေးအများကြီးပါတယ်။ဥပမာပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့လေစိမ်းမှာအာတုံခဲ့တဲ့ Elite Personal Assistant Service ရှိမယ်။ပြီးရင် Elite Personal Liaison Service ဆိုတာရှိ တယ်အဲ့ဒါညနေဆိုလို့ရှိရင်ကျွန်တော်တို့ကဘဏ်အကောင့်ဖွင့်လို့ရမယ် driver license လျှောက်လို့ရမယ်အဲ့တော့ရမ်းမိုက်တဲ့ချက်ကထိုင်းနိုင်ငံမှာနေလို့ရက်60ပြည့်ပြီဆိုလို့ရှိရင်တော့ immigration ကိုသွားပြီး report တင်ရတယ်ပေါ့နော်အော်ဒီ elite personality and surface ဆိုလို့ရှိရင်ကိုယ်ကိုယ်တိုင်သွားပြီး report တင်နေစရာမလိုသူတို့ကိုလှမ်းဆက်လိုက်တယ်ဆိုလို့ရှိရင်ကိုယ်စီကိုလာတယ်ကိုယ် passport ကိုယူတယ်ကိုယ်ကိုယ်စားသူတို့က report လုပ်ပေးတယ်အဲ့တော့ရုံးကိုသွားနေစရာတန်းစီနေစရာဘာတစ်ခုမှမလိုတော့ဘူးအရန်မိုက်တယ် ဒီလိုဆိုလို့ရှိရင်ထိုင်းအောင်လာတာရမ်းသဘောကျရပါတော့ကိုယ့်အင်ကူပြန်လာရသလိုပဲဂတိဂတိလာကျင်တာအအဓိကတော့ဒီမှာအစားတောက်လေးလဲကိုယ်ပါစက်နဲ့စားရတာအဆင်ပြေတယ်ပြီးရင်နေထိုင်စိတ်လည်းမကြီးဘူးသွားလာရလည်းနီးတယ်ဟုတ်ပြီရည်ကြိုက်ဆုံးကတော့ shopping ပါ shopping ပေါ့နော်ဈေးဝယ်ဈေးဝယ်ထွက်ရတာဒီမှာအရန်အဆင်ပြေတယ်အဲဒီမှာဆိုရှင်စီးပွားရေးလုံးဝလည်းကောင်းတယ်ကျမရေးဆောက်ရှောက်မှုတွေကလည်းအဆင်တန်မြင်တာပေါ့နော်အဲ့တော့အော်ကျွန်တော်တို့မျိုးထိုင်းအောင်ခဏခဏလာကျင်တဲ့လူတွေဒီမှာရရှိနေကျင်တဲ့လူတွေအတွက်ဆိုလို့ရှင်တော့ Thailand privilege card ကတော့အကောင်းဆုံးအကောင်းဆုံးနဲ့အသင့်တော်ဆုံးပဲအဲ့တော့ ဒီကက်ကလေးကိုယူလို့လိုမျိုးဝယ်ခြင်းနဲ့ဒီထပ်ပို့ပြီးတော့အသေးစိတ်သိချင်သေးရဆိုလို့ရှိရင်ယူလို့အောက်မှာပေးထားတဲ့ link လေးရှိတယ်အဲ့ဒီ link လေးတွေကိုဝင်ပြီးတော့မှကိုယ့်အကူအများကြီးလေ့လာလို့ရပါတယ်ဒါမှမဟုတ်ဒီ link တွေကိုမဝင်ခြင်းဘူးဒါပေမဲ့အချက်လက်တွေပို့သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နှစ်ယောက်ကိုချက်ပေါက်ကနေပြီးတော့မှလာမေးလို့ရပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲယူလို့နားလိုက်ပါအောင်မယ်ရှင်ဟုတ်ပါတယ်တော်